ကလစ်ကံများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရွတ်ဖတ်ပေးမှာကတော့တော်လံကပြဆရာဆရာတင့်သူရေးဆက်ထားတဲ့အပရိရူပဒေတာဆိုတဲ့ကပြလေးဖြစ်ပါတယ်ခင်ဗျာ28ရက်3လ2025ခုတော်လံရင်းနေပြီးနောက်တစ်နေ့မြန်မာနိုင်ငံအလဲပိုင်းမန္တလေးမြို့ကိုပို့ပြုတ်ပြီးတော့ မြန်မာနိုင်ငံပြင်းထန်တဲ့ငလျင်ကြီးတစ်ခုလုတ်ခတ်သွားခဲ့ပါတယ်ခနစ်တဒမခနစ်ရစ်စတာစကေးရှိတဲ့အဆင့်ဖြစ်တာမို့ပျက်စီးဆုံးရှုံးမှုတွေအသက်ဆုံးရှုံးမှုတွေများနိုင်ပါတယ်ခင်ဗျာအမြန်ဆုံးကဲဆက်ကူညီထောက်ပံ့နိုင်ပြီးတော့တတ်နိုင်ဆုံး အသက်အန္တရာယ်ဆုံးရှုံးမှုတွေနည်းပါစေလို့ဒီနေရာကနေဆုတောင်းရင်မေတ္တာပို့သလိုက်ပါရခင်ဗျာအာပရိရူပဒေတာပရိရူပဒေတာဝါသောစတင်းတင်းရှောက်ပတဲ့ရမနေခြင်းသည်မင်္ဂလာမြည်ဤတဲ့ရေကြီးတယ်မှုန်တိုင်းဝင်တယ်ငလျင်လှုပ်တယ် ယောဂဘေးစိုက်တယ်စစ်ဘေးစိုက်တယ်အငတ်ဘေးစိုက်တယ်နေနှင်းအောင်ပေါ်အပရိရူပဒေတာအပရိရူပဒေတာမှာလူယုတ်မာနဲ့အပေါင်းပါတွေအုပ်ချုပ်တိုင်းမီဟာနော်တင်ဂုတ်ဟောင်းကြီးတပွဲအပရိရူပဒေတာကို ပရိရူပဖြစ်အောင်တရားမှုကိုရှာကြတရားကိုအမြန်ရှာကြ တမဒေဝတွေကိုစင့်ခေါ်လို့မရတမသင်္ကပ္ပကိုကြင့်ကြံကြတမကမ္မနာကိုကြိုးစားကြတမဝါယမဖြင့်အာထုတ်ကြဟဲလောကပါလငါတို့ရှေ့ကိုအခုကြွတိုင်းပြည်ကို တို့ပြန်တိဆောက်ကြရမယ်တင့်သူโอเคပါခင်ဗျာတော်လံကပြန်ဆရာဆရာတင့်သူရဲ့ အပရိရူပဒေတာဆိုတဲ့ကဗျာလေးကိုနားဆင်ပြီးတော့ကျွန်တော်တိုင်းပြည်မှာခုကြုံနေရတဲ့ကကြီသုံးပါးကိုအမြန်ဆုံးကြုံနိုင်လွှတ်နိုင်ဖို့အတွက်ငါတို့မှာငါတို့ပဲရှိတယ်ဆိုတဲ့စကားအတိုင်းကျွန်တော်တို့ပြည်သူပြည်သားချင်းချင်းပဲတတ်နိုင်သမျှဝိုင်းဝန်းကူညီကဲဆဲထောက်ပံ့ပေးကြရအောင်လို့ခင်ဗျာ